ေခဲ့တော့ပြဿနာတွေများစွာနောက်ကောင်းတွေရဲ့လုံးပါအိုး idea တွေထုတ်ဘယ်လိုမျိုးစေပေါ်မှာခြေပြီးတော့သက်သက်ကြီးအဲ့လိုမာနာကြီးပြီးတော့ပေးရများပြီးတော့မကဘူးမဟုတ်ပါဘူး။အဓိကအရေးကြီးတာကသူမပြင်ဆင်ထားဘဲနဲ့သူထေချာတဲ့ဟာတွေကိုဘယ်တော့မှသူကလုပ်လို့မရှိဘူး။အဲ့လိုမျိုး။အဲ့လိုရုပ်ရည်ကြီးဆိုလို့ရှိရင်သူဘက်ကအဲ့လိုမျိုးလိုအပ်ချက်တွေရှိသွားမှာပေါ့။ကြည့်။ဒီပုံပဲကောက်ွက်တွေကမားတယ်ရှိပါကျွန်တော်။ကျွန်တော်တို့ဆိုရင်တော့ဒီပုံပဲ player ship ကအဲ့လိုမျိုးကားမအဲ့လိုမျိုးမလုပ်ဘူး။ subscribe ။တော့ကျွန်တော်တို့လည်း first time ပဲ။ goal တွေလည်း first time ပဲ။ ဆိုတော့ဒီကနေ့ရေဖုံးနေလားဒီပွဲမဝင်နေတဲ့ကျွန်တော်တို့အရင်ရေနေတုံပြီးရေနေဖုံးနေရပါဘူး Ready now, ready. Step another, Duffy. ဒါမှသူအိမ်မှာဆိုလည်းနေထိုင်လည်းကနေတယ်ကျွန်တော်ပဲရှင်းတယ် professional 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 ဘယ်လိုကြည့်ရလဲတင်သားသေးရေဟောဒါပေမဲ့ဒီထဲမှာကလို့ရှိရင်ကျွန်တော်မားတော့ကောက်ရမေးတော့ကျွန်တော်အဲ့တော့ when you on online ပြီးတော့အားလုံးကကက်ကဟုတ်တယ်ဟုတ်တယ်ကျွန်တော်ကျွန်တော်တကယ်ကြီးနဲ့ချက်ဖို့ကောင်းပါလေကိုရှင်းရတော့ဒီလိုပါပဲဒီ pain train နဲ့ light တဲ့ဟာလေးကျွန်တော်တို့ရွေးချယ်ပြီးတော့တိုင်ပင်ကြရအောင်ဗျာ video လေးပါပဲဘာမှတော့သိဘူးဘယ်လိုမှရှိဖို့ကြာမှာတော့ငယ်တော့ပြတ်တနာရဲ့များစွာ ဲ့ကြောက်တယ်ဆိုတော့နေရာလည်းမဟုတ်ပါဘူးကျွန်တော်ဒီရာနဲ့ပတ်သက်ပြီးတော့ကျွန်တော် character ရကျွန်တော်လုံးဝမယ်ကျွန်တော်ဟိုဖြစ်မယ်ဆိုကျွန်တော်လူမြညာလုပ်တာလေလူမြညာလုပ်တော့ဆိုတော့ဟိုဘယ်လိုပေါ့လဲဒီရာလေးနဲ့ကကျွန်တော်စိတ်နေလို့မရဘူးကျွန်တော်မကောက်ဘူးပါ냐ဆိုတာကဒီရာလေးအတွက်ကိုပြိတဲ့ရိုးသွားမှာဆိုလို့ပါဒါဘုံဝင်လေးလေးပြောရမှာနော်ကျွန်တော်ဒီလိုမျိုးကထားတဲ့ဆိုတာလေးကိုကျွန်တော်တိတိကျကျလေးဖြတ်ပြကျေတာအဲ့လိုစိတ်လေးနဲ့ပါဘယ်လိုမျိုးစိတ်ပေါ်မှာခြေပြီးတော့တက်တက်ကြီး ်အဲ့လိုမာနာကြီးပြီးတော့ပေးရများပြီးတော့မကဘူးမဟုတ်ပါဘူးပေါ့နော်ကျွန်တော်တို့ဒါလှုပ်ထားလေးရှိတော့ပရိသတ်တွေကကိုယ့်ကိုအမြင်မတူတဲ့ဟာလေးနဲ့မြင်စေချင်လို့ပြီးတော့အမြင်မတူတဲ့ပုံစံလေးနဲ့ပေါ့နော်ထွက်လာချင်လို့ကျွန်တော်ကတချို့ဟာကြာရိုးသွားမှဆိုကျွန်တော်ပြုတ်သွားတာလေးပေါ့နော်ဒါရှူရအများကြီးပဲအဲ့တော့ကြောင့်ပါပြီးတော့ဒီဟာလေးအကအကလည်းပြောမယ်ဆိုရင်တော့ဟိုဘယ်လိုပြောလဲကျွန်တော်အနေနဲ့ကလည်းဒါမလဲကြိုးစားပြီးသင်ရပါတယ်ကိုလှုပ်ချင်တဲ့စိတ်ရှိလို့ဒါလုပ်ကြတယ် ူးစားပြီးတင်ရပါတယ်ပြီးတော့ချိုးစူးစားပြီးတင်ထားတဲ့ဟာလေးကိုပြိတက်ကလက်ခံပြီးရအာပြီးပြီးချက်ပြီးရအတွက်ကျွန်တော်တို့အများကြီးဝမ်းသာပါတယ်ဘယ်လိုမျိုးလေးစိတ်တင်တဲ့ပြိတက်ပုံမှာခြေကျင်တာတို့ဟိုမလုမလုမလုပြကျင်တာတို့ကျွန်တော်အဲ့လိုမျိုးစိတ်လုံးဝမရှိဘူးပါလေအဓိကအေးကြရကြသူမပြင်းစင်ထားပဲနဲ့သူအေးကြရတဲ့ဟာတွေဘယ်တော့မှသူကလုံးလေးမရှိဘူးအဲ့လိုမျိုးပါအဲ့လိုရုပ်ရည်ကြီးဆိုလို့ရှိရင်သူ့ဘက်ကအဲ့လိုမျိုးလိုအပ်ချက်တွေရှိသွားမှာပေါ့ ြတယ်ကြောက်တယ်ဆိုတော့ကျွန်တော်တို့ဖွင့်နေဆိုတော့အများနဲ့စိတ်ကောင်းတယ်တခုဆိုလို့ရှိရင်ကျွန်တော်ကလုံးမဲ့သဘောလုံးလုံးကြလုံးကြပါလို့ပြောရင်သူကအာသူမသိသေးဘူးသဘေးသွားသူမထားမလို့အဲ့လိုမျိုးအခြေအနေရှိတယ်အဓိကသူလုံးလိုက်တဲ့လုံးတစ်ခုပေါ်မှာပြီးတော့လည်းမလုံးချင်တယ်ကြောကြကရဲတော့အကနေနဲ့ကျွမ်းတယ်ကျွမ်းတယ်တော့အကျွမ်းတော့အိမ်မှာတော့အဲ့လိုပဲအိန္ဒိယအိန္ဒိယမင်းလားအိန္ဒိယမင်းလားအဲအဲ့လိုကိုယ်ရဲမပြောပါဘူးဟမ်လက်ကတူတာ ဖြစ်ပါဘူး။ဘယ်ကောက်ကိုတွေကမားတယ်ရှိပါသလား။ကျွန်တော်တို့ဆိုရင်တော့ဒီကောက်တွေ PlayStation ကအဲ့လိုမျိုးဖာမအဲ့လိုမျိုးမလုပ်ဘူး။ Subscribe တော့တော့ကျွန်တော်တို့လည်း first time ပဲ။ဂွန်လေးတွေလည်း first time ပဲ။ဆိုတော့ရဲလေရင်ခုံတယ်ဗျာဒီပွဲမဝင်ငယ်เนี่ยကျွန်တော်တို့အရင်ရင်းနေတုံပြီးရင်းနေခုံနေရပါဘူး။အဲရင်းရဲခုံပြီးတော့တကယ်တကယ်ပွဲဝင်အောင် AP ကိုကြိုက်။ကြိုက်တယ်တော့တလွဲရေလုံးရတယ်။ဝင်ပြီးတော့ဆွဲချိုးလေးကျွတ်ကြဖနက်လေးလည်းကျွတ်။ဆွဲချိုးပါတလွဲ။တလွဲရေလုံးပြီးတော့တလွဲရေကျွတ်။ဟုတ်ပါဖနက်ကြီးဘူးပါလဲကြည့်ဝင်ပြီးတော့ဖနက်ကြီး ဝေးလေးကတော့အရင်ချက်ပို့ပါပါတယ်ကျွန်တော်တို့တချင်းတွေရောအကုန်လိုက်လုပ်ပေးတယ်နောက်ကျွန်တော်ဒီအကအစားပေါ့နော်ကျွန်တော်အရှိမ Music Video ရိုက်တဲ့အကဒါကလုံးဝပေါ့နော်မချိဘူးပေါ့နော်ဒီကအကုန်လိုက်ကူညီပေးတာတကယ်ချက်ပို့ပါချက်ပို့ပေါ့လေဒီကဲပါဒီကဲဘယ်လိုပြောမလဲစေတနာမြင်ရတယ်ဗျာဒီစာလုတ်ပြီးရဒီစာလိုက်လုတ်ပြီးရပို့ရတယ်လို့ပြောလို့ပြီးကဟိုဒီပွဲပါဆိုလဲဒီသေးချာချာကိုလေးကိုဆိုပြီးလုတ်ပြီးသွားတယ်ဗျာတော့ဒါအရန်ဝန်တာလေးကိုလေးကို ကယ်လည်းကိုယ့်ရဲ့ senior အကူအညီအနေနဲ့ဒီနေရာလေးတကယ်အားကျူးတက်ပါရဲ့လို့ပြောလေးကိုပြောကြပါလေဟုတ်ကဲ့ဒီနေ့ညရဲ့တော့ရုပ်ရှင်ကားလေးကိုပေါ့နော်အဓိကအပိတ်သက်တွေလာကြည့်ပြီးတော့တို့တွေစိတ်ကျဉ်တ်တယ်အဲသူတို့ရှည်လိုက်ရတယ်ပေါ့နော်သူတို့ခဏလေးသူပျော်သွားရတယ်ဆိုရင်ပဲကျင်းနေပါတယ်ကျွန်တော်တို့လည်းတက်နိုင်ဆုံးအကောင်းဆုံးဖြောင်းလဲကြိုးစားထားပါတယ်ပေါ့နော်အဲမှားတာလေးဟိုအားနဲ့ချက်လေးရှင်းလဲခွင့်လွှတ်ပြီးတော့ကြည့်ပါလို့ပြောချင်ပါတယ်